အားလုံးမင်္ဂလာပါခင်ဗျာမိတ်ဆွေတို့ကိုဒီဗီယိုဖိုင်မှာဘုသူရဖြစ်မြဝေဆွေးနွေးပေးနေတာကတော့ Honda Fit Shuttle မှာကြုံတွေ့ရတဲ့အဲကွန်းမအေးတဲ့ပြစ်ချက်နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ကိုဘုသူရဖြစ်မြဝေဆွေးနွေးပေးနေပါတယ်ဒီကားမှာကြုံတွေ့ရတဲ့ပြစ်ချက်ကအဲကွန်းကပြောမယ်ဆိုရင်ဗျာ အဲကွန်ပရက်ဆာကလုံးဝမကတ်တဲ့ပြဿနာမျိုးကိုကြုံရတာအဲ့တော့သူက magnetic clap type ကို သုံးထားတယ်ကွန်ပရက်ဆာကလုံးဝမကတ်ဘူးအဲ့အတွက် air con ကလည်းလုံးဝမအေးတဲ့ပြဿနာမျိုးကိုကြုံရတယ်အဲ့တော့ကွန်ပရက်ဆာမကတ်ဘူးဆိုတော့ကွန်ပရက်ဆာမကတ်နိုင်တဲ့ပြစ်ချက်တွေအများကြီးပဲရှိနိုင်တယ်ပိုက်လိုင်းမှာပဲ gap မရှိတာလားဒါမှမဟုတ်ရင်အဲကျွန်တော်တို့ပန်ကာပဲမလဲတာလားဗောခါကြလို့ရှိရင်ပန်ကာမလဲရင်လည်းဖြစ်တတ်တယ်။နောက် air con ပိုက်လိုက်မှာတက်ဆင်ထားတဲ့ pressure switch တွေမကောင်းရင်လည်းဖြစ်တတ်တယ်။နောက် compressor ကပဲလုံးဝမကောင်းရင်လ ယ်ဖြစ်တတ်တယ်နောက်တစ်ချက်အနေနဲ့ကကွန်ပရက်ဆာရဲ့ magnetic clap ပေါ့နော်သူ့ရဲ့ clap coil ပေါ့ဗျာအဲ့ဒီ clap coil မှာပြစ်ချက်ဖြစ်နေတယ်ဆိုလို့ရှိရင်လည်းဒီပြဿနာမျိုးဖြစ်တတ်တယ်နောက်တစ်ချက်ကအဲ့ဒီ clap coil နဲ့ပတ်သက်တဲ့ဖြုတ်တွေ relay တွေပေါ့နော်အဲ့ဒီပြစ်ချက်ကြောင့်လည်းဖြစ်တတ်တယ်နောက်ထပ် blower နဲ့ပတ်သက်တဲ့အပိုင်းမှာ blower မလဲဘူးဆိုရင်လေဒီပြဿနာမျိုးကဖြစ်တတ်တယ်။အဲ့လိုမျိုးဆိုတော့ aircon မအေးနိုင်တဲ့ပြဿနာတွေကိုကျွန်တော်တို့တစ်ဆင့်ချင်းစီစဉ်းစားကြည့်ကြတယ်ပေါ့နော်။အဲ့တော့သူ့မှာက ဘလိုဝါမော်တာကကြတော့ကားရဲ့အတွင်းထဲမှာပေါ့နော်သူ့ရဲ့အဲကွန်းကိုဖွင့်လိုက်ပြီးဆိုတာနဲ့ဘလိုဝါမော်တာကပုံမှန်တိုင်းလေတယ်ကွန်ပရက်ဆာရဲ့မဂနက်တစ်ကလပ်မကတ်တာတစ်ခုလည်းပဲဖြစ်တာအဲ့တော့ဂိတ်ကိုထိုးပြီးတော့ဆန်းကြည့်လိုက်တယ်ဂိတ်ကိုထိုးပြီးတော့ဆန်းကြည့်လိုက်တဲ့အချိန်မှာဘာသွားတွေ့ရလဲဆိုတော့အဲကွန်းခက်ကကြတော့ သူ့ပမာဏရှိနေတယ်ရှိနေတယ်ဆိုတော့ဒါဆိုရင်တော့ aircon gas မရှိတာမဟုတ်ဘူး pressure switch ပဲပြဿနာရှိနေရလားဒါမှမဟုတ်ရင်ဒီ compressor ရဲ့ magnetic clutch နဲ့ပတ်သက်ပြီးတော့ fuel တွေ relay တွေနောက်သူ့ရဲ့ clutch တွေပေါ့နော်ဒါပဲပြဿနာရှိနေရလားဆိုပြီးတော့စစ်ဆေးတယ်ပေါ့အဲ့ဒါနဲ့ပဲကျွန်တော်တို့သူ့ရဲ့ wiring line ကိုစစ်ဆေးကြည့်တဲ့အခါမှာ compressor ရဲ့ magnetic clutch ကို power ကလုံးဝမရောက်ဘူးတွဲဖို့လုံးဝမရောက်ဘူးပေါ့နော်အဲ့တော့တွဲဖို့လုံးဝမရောက်ဘူးဆိုတော့ relay ပဲမကောင်းတာလား ဖြူပဲမကောင်းတာလားပေါ့အဲ့တော့ relay ကိုစစ်ကြည့်တဲ့အခါမှာ relay ကကြတော့ပုံမှန်အနေထားပဲရှိတယ်ဒါပေမဲ့ ရလီးကိုရောက်ရမဲ့ပါဝါလိုင်းကရောက်မလာဘူးအဲ့တော့ရလီးကကောင်းနေမဲ့သူ့ရဲ့ပါဝါလိုင်းမရောက်ဘူးဆိုရင်ဒါဆိုရင်ဖြစ်နိုင်တာကဖြူမကောင်းတာဖြစ်နိုင်တယ်ပေါ့အဲ့တော့ဖြူမကောင်းတာဖြစ်နိုင်တဲ့အတွက်ကျွန်တော်တို့သူ့ရဲ့ဖြူကိုလိုက်ရှာပြီးတော့ကြည့်လိုက်တဲ့အခါမှာအဲ့ဒီမှာကတော့ဒီ aircon နဲ့ပတ်သက်တဲ့ဖြူပြက်နေတာကိုတွေ့ရတယ်အဲ့တော့ aircon နဲ့ပတ်သက်တဲ့ဖြူပြက်နေတာဆိုတဲ့အတွက်ဒါဆိုတော့အဖြေကတော့တွေ့နေပြီဘာကြောင့်ဖြူပြက်တာလဲဆိုတော့အဖြေရှာရမှာပေါ့ဗျာလောလောဆယ်ကတော့စမ်းကြည့်ခြင်းတဲ့အတွက်ဖြူကို တက်လိုက်တယ်ဖြုတ်တက်ပြီးတော့ဆန်လိုက်တဲ့အခါမှာကွန်ပရက်ဆာကလပ်ကပြန်ကတ်သွားတယ်ကတ်သွားပြီးတော့ high pressure site မှာတော့ဒီသူ့ရဲ့ဂိတ်တံကတော်တော်ခါနေတာဗျပြောမဆိုရင်15ဘားလောက်မှာဂိတ်တံကတီးတတာကိုခါနေတာဒါဆိုရင်ကွန်ဒန်ဆာကျတာလည်းဖြစ်နိုင်တယ်နောက်တစ်ချက်ကအပူပိုင်ပိတ်တာနောက်သူ့ရဲ့ဒီ dryer fitter တွေပိတ်တာဗောနော်ဒါတွေကတော့ဖြစ်နိုင်တဲ့ပြဿနာတွေဗောဗျာဒါပေမဲ့လောလောဆယ်ကကွန်ဒန်ဆာရဲ့ကလပ်ကတော့ကတ်သွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့အနေနဲ့ air con ရဲ့ a deck ကိုပြန်ပြီးတော့စမ်းကြည့်တယ်ဒါပေမဲ့ဘလောက်မှမကြသေးဘူးအဲ့ဒီဟာကိုနည်းနည်းလေး air con ကအေးတယ်လို့ပဲခံစားရသေးတယ် air con compressor ကလပ်ကပြန် ြန်꽈သွားအဲ့တော့ပြန်꽈သွားတဲ့အချိန်မှာအင်ဂျင်ကိုရက်လိုက်ပြီးတော့သူ့ရဲ့ဖြူကိုပြန်ပြီးဆက်လိုက်တဲ့အခါမှာဖြူကပြန်ပြက်သွားတာကိုတွေ့ရတယ်ဒါဆိုရင်တော့တနေရာမှာ short တော့ဖြစ်နေပြီပေါ့နော်အဲ့တော့ short ဖြစ်နေပြီဆိုတော့သူ့ရဲ့ဖြူ line မှာပဲ line ပေါ့သူ့ရဲ့ wire line တစ် line လုံးမှာပြန်ပြီးကြည့်တဲ့အခါမှာဘယ်နေရာမှာကျိုးကအကျကြနေတာလေးပေါ့နော်ဒါမှမဟုတ်ကျွန်တော် relay မှာပဲပြစ်ချက်ထပ်ပြီးတော့ရှိနေရလား magnetic clamp မှာပဲပြစ်ချက်ရှိနေရလားဒါကိုစစ်ကြည့်တဲ့အခါမှာ သူ့ရဲ့ဖြူးနဲ့ relay ရဲ့ကြားထဲမှာလည်းကျိုးလိုင်းလျှော့ကြခြင်းမရှိဘူး relay ကလည်းကောင်းတယ် relay မှာလည်းဘာပြဿနာမှမရှိဘူးနောက် relay နဲ့ compressor ရဲ့ကြားပေါ့ compressor ရဲ့ဒီ clutch clutch ရဲ့ကြားမှာရှိတဲ့ဝါကျိုးလိုင်းကို connection တိုင်းကြည့်တယ် add ကျနေခြင်းမရှိဘူးဒါဆိုလို့ရှိရင်တော့ဖြစ်နိုင်တာက magnetic clutch မှာပဲဖြစ်ချက်ရှိနေရလားပေါ့เนาะအဲ့တော့ကျွန်တော်တို့ magnetic clutch ကို ုံတိုင်းကြည့်လိုက်တယ်။ပုံမှန်ဆိုရင်တော့ဗျာ magnetic clad တွေကုံတိုင်းလိုက်ရင်3ုံ4ုံအဲ့ဒီပုံဝင်ကြတော့တော့ရှိတယ်။ဒါပေမဲ့ဒီကားမှာတွေ့ရတဲ့ magnetic clad ကကြတော့1.7ုံပဲရှိတယ်။အုံကတော်တော်လေးနည်းနေတာပေါ့နော်။အဲ့တော့အုံတော်တော်နည်းနေတဲ့အတွက်ပြောမယ်ဆိုရင်တော့အဲသူ့ရဲ့ဒီလျှက်စစ် line မှာခဏလေးနဲ့ဖြတ်ချတယ်ဆိုတော့ပုံစံမျိုးဖြစ်တာပေါ့နော်။ဒါနဲ့ပဲကျွန်တော်တို့တွေသူ့ရဲ့ဒီ magnetic clad ကိုအဲပြန်ပြီးတော့ဖြုတ်ကြည့်တယ်ပေါ့ဗျာ။ဖြုတ်ကြည့်တဲ့အခါမှာတော့ကလပ်ပြားကိုဖြုတ်ကြည့်ပြီးတော့မှ ထဲထဲကရှိနေတဲ့ကလပ်ကွိုင်းကိုစစ်ကြည့်လိုက်တဲ့အခါမှာကလပ်ကွိုင်းကတီးတသားကြီးကိုကွဲနေတာကိုတွေ့ရတယ်။အဲဒါကတော့လုံးဝတေချာသွားပြီပေါ့ဗျာနော်။ကွဲနေပြီဆိုတော့လုံးဝအဆင်ပြေမှာမဟုတ်တော့ဘူး။ဒါနဲ့ပဲအဲကလပ်ပြားသူသူရဲ့ကလပ်ကလပ်ထုတ်ကိုပဲဂျပန်ကြပါနော်ထည့်ပြလိုက်တဲ့အခါမှာအဆင်ပြေသွားပါတယ်နော်။ဒါကတော့အဲကွန်မအေးတဲ့ပြဿနာမှာဒီကလပ်ဒီမက်ဂနက်တစ်ကလပ်ရဲ့ခုခံအားနည်းသွားတဲ့ပြစ်ချက်ကြောင့်ဖြူပါသွားပြတ်တာ။ ဖြုတ်ပြက်ပြီးတော့မှနောက်ဆက်တွဲဒီလိုပြဿနာမျိုးတွေကြုံတွေ့ရတယ်ဆိုတာလေးကိုမျှဝေးတာပါအဲ့တော့ကျွန်တော်တို့သူ့ရဲ့ကလပ်ကိုပေါ့နော်မန်ဂနီကလပ်ကို ဂျပန်ကြားထည့်လိုက်တယ်ထည့်လိုက်ပြီးတော့တက်ဆင်လိုက်တဲ့အခါမှာအဆင်ပြေသွားပြီဒါပေမဲ့ပြဿနာကတော့ high pressure site မှာဂိတ်တံကခါနေတော့မှရှိတယ်အဲ့တော့ဒီ aircon ရဲ့ high pressure site မှာဂိတ်တံခါနေနိုင်တဲ့ပြဿနာတွေကကျွန်တော်မိတ်ဆွေတို့ကိုမျှဝေခဲ့သလိုပဲ compressor ကြာရင်လည်းဖြစ်တတ်တယ်ဒါပေမဲ့များသောအားဖြင့် Honda ကားတွေက compressor တော်တော်ကောင်းနေဗျ compressor ကြာတယ်ဆိုတာတော်တော်လေးရှားတယ်မရှိတာတော့မဟုတ်ဘူးပေါ့နော်ရှိတော့ရှိပါတယ်ဒါပေမဲ့တော်တော်လေးရှားတယ်အဲ့တော့ compressor ကြောင့်ဖြစ်တာထက်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအပူကွိုင်းကြီးပိတ်တာနောက်အပူကွိုင်းရဲ့ ဲ့ fitter ပေါ့ dryer fitter လို့ခေါ်တာပေါ့ဗျာအဲ့ဒီ dryer fitter ကြီးပိတ်တဲ့ပြဿနာမျိုးတွေကအများဆုံးကြုံရတယ်နောက်တစ်ချက်ကတော့ပန်ကာရဲ့လေအားကျတာမျိုးနောက်တစ်ချက်ကတော့ expansion bar မှာသွားပြီးတော့ပိတ်တာမျိုးတွေပေါ့ဗျာနော်အဲ့တော့ပန်ကာလေအားကတော့မြင်နေရတာဖြစ်တဲ့အတွက်ပန်ကာလေအားတော့မကြောက်ဘူးရှက်တယ်လဲခြောင်လာမရှိဘူးပန်ကာတော့ပုံမှန်တိုင်းလေနေတာဆိုတော့ပန်ကာဘိုင်းကတော့ဖယ်လိုက်မယ်ဆိုလို့ရှိရင်အဲသူ့ရဲ့ဖြစ်နိုင်တာက အပူကွာရင်ပေါ့နော်အပူကွာရင်ထဲမှာကြီးပိနေသလား dryer filter မှာကြီးပိနေသလား compressor ပဲကျသွားသလားပေါ့နော်ဒါတို့တော့အဓိကထားပြီးတော့စစ်ရမယ်ဒါပေမဲ့ကားက air con ကပြန်ပြီးတော့အေးသွားတာဖြစ်တဲ့အခါကျတော့အဲဒီဘိုင်းကနောက်မှပဲ air con အေးပေါ်သွားပြီးလုံးဝမအေးတော့ဘူးဆိုတော့မှပဲ pipeline တွေပြန်ပြီးတော့ဖြုတ်စီတာမျိုးတွေ pipeline တွေပြန်စစ်တာမျိုးတွေလုပ်မယ်ဆိုပြီးတော့အဲကျွန်တော်တို့ magnetic clip လေးလဲပြီးတော့ပဲကားက customer လက်ထဲကိုပြန်ပြီးတော့ app လိုက်ပါတယ်เนาะအဲ့တော့ဒီကားမှာ တွေးလိုက်ရတဲ့ပြစ်ချက်တစ်ခုပေါ့တခါလေးမှာဆိုရင်ထူးခြားခြားနဲ့ကြုံရတာဒီလိုပြဿနာမျိုးကြီးလည်းကြုံရပါတယ်အဲ့တော့ magnetic cloud တင်ကသူ့ကိုအုံတိုင်းပြီးတော့ဆန်းလို့ရတယ်ဗျာအုံတိုင်းပြီးဆန်းလို့ရှိရင်အကြမ်းကြီးကတော့၄အုံးပတ်ဝန်းကျင်လောက်ရှိတယ်၃အုံး၄အုံးပတ်ဝန်းကျင်တော့ရှိတယ်နောက်တစ်ချက်က magnetic cloud တရားဆိုလို့ရှိရင်သူ့ရဲ့ဒီ point တုတ်လို့ခေါ်မှာပေါ့ဗျာအဲ့ဒါတွေကကွဲလို့အဲ့လို့လုံးဝမရဘူးအဲ့ဒါတွေကွဲလို့အဲ့လို့ဖြစ်နေရယ်ကွဲတာတွေအဲ့ဒါတွေဖြစ်နေရယ်ဆိုရင်နောက်ဆက်တွဲကအဲဒီခုလိုမျိုးပြဿနာမျိုးပေါ့နော်ဖြစ်နိုင်တယ်ဖြူတွေပြက်တဲ့ပြဿနာမျိုးတွေဖြစ်နိုင်တယ် နောက်တစ်ချက်အနေနဲ့ကကြတော့ကျွန်တော်တို့ကားမှာပေါ့နော်ဒီ CEO စိတ်နေ ဥမာဗျာတချို့ကားဆိုလို့ရှိရင်ဒါတော့ကျွန်တော် Honda Honda ပေါ့ဒီကားတော့ Honda ဆိုပေမဲ့လေတချို့ကားတွေမှာဆိုလို့ရှိရင် power steering pad နေပါတဲ့ကားတွေရှိတယ် steering က motor gun နဲ့မဟုတ်ဘဲနဲ့ power steering pad နဲ့လာတဲ့ကားတွေရှိရဲအဲ့လို power steering pad နဲ့လာတဲ့ကားတွေမှာ power steering CD ယူကြနေတာနောက် type C ကနေ CD ဒီ engine wire ယူကြနေတာတနေရာကနေပေါ့နော် engine wire ယူကြတဲ့အခါမှာအဲ့ဒီ engine wire က compressor ဘော်ကိုယူကြလို့ရှိရင်ဘာဖြစ်တယ်လဲဆိုတော့ compressor ရဲ့ magnetic cloud တွေကအဲအဲ့ဒီ ပစ်ချက်မျိုးပေါ့ဗျာမန်ဂနီကလက်တွေတက်တန်းတူသွားတာပေါ့ခဏလေးနဲ့ပျက်စီးတဲ့ပြဿနာမျိုးတွေကြုံတွေ့နေနိုင်တယ်။နောက်သူ့မှာဒီ compressor ရဲ့ရှေ့မှာရှိနေတဲ့ magnetic clip ကိုကတ်ပေးတယ်ကလပ်ပြားရှိတယ်အဲ့ဒီကလပ်ပြားမှာ rubber တွေပါတယ်အဲ့ကောင်တွေကလည်းခဏလေးနဲ့ပျော်ထွက်သွားတယ်ပြောမယ်ဆိုတော့ဗျာပျော်သွားတယ်ဆိုတော့က rubber တွေအဲဒီဘယ်လိုပြောမလဲဆိုတော့ပက်ကြားတွေအက်ကုန်လဲပေါ့ rubber တွေခဏလေးနဲ့ပွားပြီးတော့မှပျက်စီးနိုင်တယ်ဒါကြောင့် compressor ဘုံကို engine wire တွေကြတာ CD ကြတာမဖြစ်အောင်တော့တေချာလေး guise စီခြင်းနဲ့ engine wire ဘုံကို power CD ကြတာ engine wire တွေကြရတာဆိုလို့ရှိရင်အဲ့ဒီ magnetic clad တွေဒုက္ခပေးပြီးတော့နောက်ဆက်တွဲ air con မအေးတဲ့ပြဿနာမျိုးတွေကြုံတွေ့ရတယ် magnetic clad တွေလဲလို့ရှိရင်လဲကုန်ကြမ်းကြီးတွေကများတယ်ဒါကြောင့်ပဲပေါ့နော်ဒီ air con နဲ့ပတ်သက်တဲ့ပြစ်ချက်က အင်ဂျင်ပိုင်းကြောင့်လည်းလာပြီးတော့ဒုက္ခပြီးတတ်ပါတယ်ဒါကတော့ Honda Fit Shuttle မှာကြုံတွေ့ရတဲ့ဖြူပြက်တဲ့အဓိကပြဿနာကတော့ magnetic clutch ဖြစ်ချက်ဖြစ်လို့ဖြူပြက်တဲ့အဲဒီကနေ air gun မအေးဘူး compressor မကတ်တဲ့အတွက် air gun မအေးတဲ့ပြဿနာကိုကြုံတွေ့ရတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့ make sure လို့ဒီ video file လေးမှာဘုသူဒအဖြစ်မျှဝေဆွေးနွေးကြတာဖြစ်ပါတယ်အားပြီးတဲ့တယောက်ချင်းညီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ